အဲ့ customer loyalty ဆိုတာက customer ကကိုယ့်ကိုသစ္စာရှိစွာနဲ့အမြဲတမ်းပြန်လာဝယ်တယ်ဒီပစ္စည်းကိုသုံးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ loyalty ကနှစ်မျိုးရှိရပေါ့နော်အဲ့တော့ behavior loyalty ဆိုတာရှိတယ် attitudinal loyalty ဆိုတာရှိတယ်အဲ့ attitudinal loyalty ဆိုတာကတော့နှစ်သက်လို့ကျွန်တော်တို့ကသစ္စာရှိတာဖြစ်မယ် behavior loyalty ကတော့နှစ်သက်လို့လည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီတိုင်းဆွဲနေတာလည်းဖြစ်နိုင်တယ်ဟိုမှာစိတ်လေးဆွဲသလိုမျိုးဟလာကျွန်တော်တို့ behavior loyalty ဆိုတာဒီစိတ်လေးကိုပုံမှန်တောက်နေဆိုဒီစိတ်လေးပဲတောက်ချင်တယ်အဲ့ဒါမျိုးကကျွန်တော်တို့ behavior loyalty လည်းဖြစ်နိုင်တယ်ပေါ့ အဲ့တော့နောက်ဘာရှိသေးလဲဆိုတော့ loyalty ရှိရင်ဘာရမလဲဆိုကျွန်တော်က customer lifetime value ဆိုတာမျိုးရနိုင်တယ်ကျွန်တော် loyalty အကြောင်းနားလည်ပြီးလို့ရှိရင် အာ lifetime value ဆိုတဲ့အကြောင်းလေးဆွေးနွေးကြတယ် customer lifetime value ပေါ့နော်အဲ့တော့ customer တယောက်ရဲ့တသက်တာတန်ဖိုးပေါ့ဒီလိုပြောလို့ရတယ် customer တယောက်တသက်တာတန်ဖိုးဘယ်လိုတွက်လဲဆိုလို့ရှိရင်အဲ့ customer ဒီတစ်ခါဝယ်ဘယ်လောက်ဝယ်လဲပြီးတော့လို့ရှိရင်ဟလာတစ်နှစ်ကိုဘယ်နှခါဝယ်သလဲ ပြီးတော့လို့ရှင်ဝယ်တဲ့နှစ်သက်တမ်းအဲ့သုံးခုမြှောက်လိုက်လို့ရှင်ကျွန်တော်တို့ဒီကစမရဲ့ lifetime value ကိုရမှာဖြစ်တယ်ဥပမာဆိုတော့စားတော့ဆိုင်တစ်ဆိုင်မှာလူတစ်ယောက်ကစားရဲဆိုရင်အဲတစ်ခါစားလို့ရှင်သူကဘယ်လောက်စားလဲဆိုတော့1000မိုးလောက်စားရဲဆိုတော့1000လို့တွက်လို့လွယ်အောင်မှတ်အောင်နော်အဲ့တော့တစ်နှစ်ကိုဘယ်နှခါလောက်စားလဲဆိုတော့သူကတစ်ပတ်တစ်ခါပုံမှန်လောက်စားရဲအတွက်သူကတစ်နှစ်ကိုအကျိန်60စားရဲပေါ့နော်အဲ့တော့အကျိန်60စားရဲဆိုလို့ရှင်1000နဲ့60နဲ့ကျွန်တော်တို့မြှောက်ပါ တော့ဒီမှာသူစားနေတာဘယ်လောက်ကြာပြီလဲဟဲ့လားသူစားနေတာကသူလူပြိုပေါက်ဘဝတွေကသူစားလာတယ်ဟဲ့လားအဲ့တော့၁၄၅နှစ်ကစားလာရတာတခါရဲအခုအသက်ဘယ်လောက်ရှိပြီလဲဆိုတော့30လောက်ရှိပြီဆိုပါတော့เนาะအဲ့တော့အဲ့ဒါဆိုလို့ရှိရင်ဒါသူ့ရဲ့ consumption ကဘယ်လောက်ရှိသွားပြီလဲပေါ့เนาะနောက်ထပ်သူဘယ်လောက်စားအောင်မှာသူမသေးမစင်းစားမယ်ဆိုလို့ရှိရင်အဲ့တော့ तू ၁၅နှစ်ကနေ तू 85နှစ်အထိ तू စားမယ်ဆိုလို့ရှိရင် तू ဘယ်လောက်လဲနှစ်ပေါင်း60စားမယ်เนาะအဲ့တော့နှစ်ပေါင်း60ရဲ့တခါစားရင်1000ရဲ့အာတစ်နှစ်ကိုအခါ90 ဆိုမြောက်ကြည့်လိုက်လို့ရှင်တစ်နှစ်ကိုသူကဘယ်လောက်ရှိလဲဆိုတော့သူစားတာ9သိန်းပို့ရှိရယ်9သိန်းပို့နဲ့အာနှစ်ပေါင်း60ဆိုတော့သိန်း300တန်တယ်အဲဒီကဆမအဲ့လိုမျိုးကျွန်တော် တို့အကြံပြန်တွက်လို့ရတယ်ဒါကသဘောတွက်ပြတာပေါ့နော်အဲ့တော့ဒီကဆမတယောက်ဒီ1000တန်တာမဟုတ်ဘူးကျွန်တော်တို့က3000တန်တာဖြစ်တယ်အဲ့တော့ customer တယောက် ရယူခြင်းနေကျွန်တော်တို့ရွှေဥတဲ့ငန်းလိုပဲသဘောထားရမယ်လို့ပြောလို့ရှိရဟလားရွှေဥတဲ့ငန်းကဘလောက်တန်လဲဆိုတော့ဒီနေ့ဥတဲ့ရွှေဥတစ်လုံးနဲ့သူ့ကိုတံပိုးဖြတ်လို့မရအောင်သူတစ်သက်လုံးသူဘလောက်ဥမလဲဆိုတာ ਨੇ ကျွန်တော်တို့စဉ်းစားတယ်လို့ပဲအဲ့တော့ customer တယောက်ကိုကျွန်တော်တို့အဲတံပိုးကိုစဉ်းစားတဲ့ခါကြလို့ရှင် तू ကပုံမှန်လေးစားဝါတယ်ပုံမှန်လေးသုံးလာတယ်ဆိုလို့ရှင် तू ကဘလောက်တန်တယ်လဲအဲ့ဒါကျွန်တော်တို့ customer lifetime value လို့ခေါ်ပါတယ်ဒါဖြစ်လာဖို့ကဘာလို့လဲ customer ဒီကိုစီအမြဲပြန်လာဖို့နော် ပုံမှန်စားဖို့ဆိုတာကြီးလိုတယ်အဲ့တော့ကျွန်တော်တို့ဒီ lifetime value ပေါ်မှာထပ်ပြီးတော့ကစားတာပေါ့နော်မှတ်တစ်ခါစားတော့9000ကနေပြီးတော့သူပိုစားလာအောင်6000 9000ဖြစ်လာအောင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲတခါတစ်ပတ်တစ်ချိန်စားတာနေပြီးတော့တချို့ဘက်တွေမှာ2ချိန်3ချိန်စားအောင်လို့ဟုတ်လားဒါဆို average က90ကနေပြီးတော့100ဖြစ်သွားတယ်ဆိုလို့ရှိရင်သူ့ရဲ့ lifetime value ကတိုးလာပေါ်ရရှိရပါတော့။အဲ့လိုမျိုးကျွန်တော်တို့စဉ်းစားတယ်။ကျွန်တော်တို့ customer အစ်တတွေအစ်တတွေရှာမ market share တက်တာမဟုတ်ဘူးဈေးရောင်းရတာမဟုတ်ဘူး။ရှိပြီးသား customer တွေကိုကျွန်တော်တို့ဘယ်လို develop လုပ်မလဲ။ဘယ်လိုပို့ပြီးတော့မှသူတို့စီကနေပြီးတော့ ဟလာသူတို့ဆီကနေပြီးတော့ရောင်းချေးတွေပို့ရအောင်လုပ်လို့ရတယ်လေเนาะဆိုတော့မျိုးကျွန်တော်တို့စဉ်းစားရတယ်အဲ့တော့ Coca-Cola မှာဗာပြောလို့ရှိလဲဆိုတော့ share of stomach လို့ခေါ်တယ် share of stomach ဆိုတာကသူတို့ကဘယ်လိုစဉ်းစားလဲဆိုတော့စားသုံးသူ customer တယောက်ရဲ့ bite ထဲကိုเนาะတစ်ပတ်တစ်ပတ်အရေဘယ်လောက်ဝင်နေလဲဘယ်လောက်ဖိုးဝင်နေလဲဆိုတော့ dollar 90ဖိုးဝင်နေဆိုရင် ကိုကကိုလာရဲ့အဲ့ဒီ byte ထဲဝင်သွားတဲ့အရေရဲ့ဘယ်နေရာကင်တော့ရာနေလဲဆိုတာမျိုးနဲ့သူကစဉ်းစားလာတယ်။အဲ့တော့ကျွန်တော်ဒီကစမတယောက်ဒီတကယ်တမ်းဆိုလို့ရှင်တော့အပြစ်မှာ9000ကနေပြီးတော့ပို့ပို့ပြီးစားလာဖို့ပဲရှိတော့တယ်။ဟလာသူအကယ်၍အိမ်အောင်ပြုတ်မယ်ဟလာနော်မိသားစုတွေရှိလာမယ်ဆိုလို့ရှင်သူ9000မို့စားတာမဟုတ်တော့ဘူး။တစ်ပြေးပြေးနဲ့သူ3000စားတာရှိမယ်5000စားတာရှိမယ်။တစ်ပြေးပြေးနဲ့သူကျွဲဝလာတာနဲ့မျှလဲစားလာနိုင်တယ်။အကယ်၍ဒါဒီဆိုင်မှာပဲဆက်ပြီးစားပြတ်တယ်ဆိုရင်ပြောပါရနော်။အဲ့တော့ကျွန်တော်က lifetime value ကိုစဉ်းစားတဲ့အခါကျလို့ရှင်ကစမတီကြာလီတန်မ ိုးရှိလေဆိုတာမျိုးဖြစ်နိုင်တယ်။တချို့ပစ္စည်းတွေမှာတော့ခင်ဗျား limited life span ရှိနိုင်တာပေါ့နော်။ဥပမာကိုကကိုပိုင်အထက်တန်းကြောင်းတစ်ခုဖွင့်ထားရဆိုလို့ရှိရင်ဟဲ့လားသူငယ်တန်းကနေပြီးတော့မှကျွန်တော်တို့က12တန်းအထိပေါ့နော်။အခုချိန်ဆိုလို့ရှိရင်တော့12တန်းဖြစ်တော့မှာဆို။အဲ့12တန်းအထိဆို73နှစ်တာကာလပေါ့ဟဲ့လား။အဲ့တော့တစ်နှစ်ကိုသူဘယ်လောက်ရနိုင်လဲ။အဲ့73နှစ်လုံးကိုယ်စမှာရှိနေဆိုကျွန်တော်တို့ကဒါ customer ရဲ့ဒါ full value ကို capture လုပ်လို့ရတယ်ဆိုတဲ့ဘောပေါ့နော် full value capture လုပ်တယ်ဆိုတာသူသုံးသမ ्या ပတ်စံအကုန်လုံးကိုယ်စီရောက်တာပေါ့နော်။အဲ့လိုမျိုးကျွန်တော်တို့ကစဉ်းစားလို့ရတယ်။